ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်လုံခင်းကျေးရွာအုပ်စုထဲကခွင်းစာကုန်းရက်ကွက်မှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့်ကလေးငယ်၃ဦးအပါအဝင်၉ဦးသေဆုံးခဲ့ရလို့ဒေသခံတွေကပြောပါတယ်။ပြင်းထန်တဲ့ပေါက်ကွဲမှုဟာဇွန်လ၆ရက်နေ့ည၉နာရီခန့်အချိန်မှာဖြစ်ပွားခဲ့ပြီးပေါက်ကွဲမှုကြောင့်လူနေအိမ်၈လုံးပျက်စီးခဲ့ကအနီးဝန်းကျင်ရှိဘုံကြီးကျောင်းနဲ့ဖျားကျောင်းလည်းပျက်စီးသွားရလို့ရက်ကွက်နေပြည်သူတို့ဦးကအေယာဝတီကိုပြောပါတယ်။ ပုံလာလည်းနဲ့ဒီလားဆိုတော့ဘယ်သူမှတတိယကိုပြောဘူးလည်းမသိဘူးကျွန်တော်ကလည်းနဲ့ကြီးချင်တယ်သူကကျွန်တော်တို့ပြောနေတယ်ဒါပေမဲ့ဘာမှအတိအကျမသိဘူးပြအဲ့ပေါ့ကွယ်ရနေတာကိုအရင်ပြင်လာမသိဘူးနေဆိုရင်တော့ဆေးဆေးမနေဆေးမင်းနေလို့တဆေးကြိုးလေအရင်ဆီအနောက်ပတ်ချလိုက်ဆုပ်ပြတ်တက်သွားတော့ကအနည်းဆုံးခုနှစ်ရှိအနည်းဆုံးဖြစ်ဆုပ်ပြတ်တက်သွားလူနေလို့မရတဲ့အနေသာတော့အမဆက်ကြောင်းတွေပါလာတဲ့ဆက်ကြောင်းရှိဖို့ကအကုန်လုံးမူးလီပါရောအကုန်ဖိတ်ထွက်သွားတဲ့အချိန်တွေတစ်ခုရှိတယ်ဆက်ကြောင်းပြရအရင်ရောအကုန်လုံး မကောက်ဘူးအရင်20ပတ်ချောင်လေးတော့တော်တော်လက်စီတော့မှာနော်အဲအကြီးကြီးကြီးပဲအိမ်ကောင်းအိမ်ကြီးကြီးကြီးပဲဖြစ်စီတော့တာပေါ့ဒီပတ်ကွဲမှုနဲ့ပတ်သက်ပြီးတည်င်းအမျိုးမျိုးထွက်ပေါ်နေပါတယ်။တချို့ကတော့စစ်တပ်ကလက်နက်ကြီး drone တို့နဲ့ပစ်ခတ်တိုက်ခိုက်တာလို့ပြောနေကြသလိုတိုးလောင်ထားတဲ့သက်မြေဩဇာဒါမှမဟုတ်ရန်ကုန်တောင်တိုက်ခိုက်ခံရတာကြောင့်ပောက်ကွဲမှုပိုပြင်းထန်တာဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေတာပါ။ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာဥရုချောင်းအရှေ့ဘက်စစ်ကောင်စီတပ်ရဲ့လုံခင်းရေးစခန်းနဲ့ တပ်စခန်းကုန်းကြားမှာရှိတဲ့နေအိမ်တွေဖြစ်တယ်လို့လည်းရက်ကနေပြည်သူတွေကပြောပါတယ်။ကချင်လူမျိုးရေးတပ်မတော် KIA ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့လုံခင်ကျွရမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကုန်းကနေလက်နက်ကြီးပစ်လို့ပောက်ကွဲမှုဖြစ်ပွားခဲ့ရလို့ဆိုပါတယ်။မြပြည်တည်င်းရင်းမြစ်ကတော့ရန်သူလောင်ထားတဲ့နေရာပောက်ကွဲတာကြောင့်အခုလောက်ပကွဲအားပြင်းတာဖြစ်နိုင်တယ်လို့အေယာဝတီကိုပြောပါတယ်။အဲဒီအိမ်ကတန်းယူနေတာအရာရှိတယောက်ဟုတ်တယ်သူ့အိမ်က ်ဆိုကြမျိုးသားလို့ပြောတာဒီကအရမ်းပါလေရမ်းရမ်းထိုင်းနေအောင်ဒီခွေးတွေကဒီနေ့မိကြကြီးလို့အဲ့နေအောင်ဖြစ်ဖြစ်ပြီးအလူလူကိုကျုံအလူလူကိုကျုံလည်းမချက်ပြီးစီကလူအခုကဘယ်လိုလဲအမျိုးမျိုးကြုံနေကြဘူးဒီကတော့ဟုတ်တယ်အဲ့ရမ်းရှိလို့အဲ့လိုပေါက်ခွေးအပြင်းသွားတာဘယ်ကနေဖြစ်တယ်ဆိုတော့အတန်ဘူးမကြောက်ရမ်းကြီးမှာနှလုံးကြောက်ွယ်သွားတယ်ဒီကနှစ်ချက်ကြောက်ရတော့ဘူး အဲ့တော့ကျွန်တော်ထင်တာဆူဆိုက်ရုံးတွေများတုံးပြီးတော့လို့အိမ်ကြီးရဲဝင်ဆောင်လိုက်ကြလို့ထင်တာပဲလုံးဝတည်တည်ကြရရတယ်ပောက်ကွဲမှုကြောင့်လာသားအွယ်ကလေးငယ်တအူးအပါအဝင်အသက်6နှစ်ဝန်းကျင်ကလေးငယ်နှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးအမျိုးသား၄ဦးတည်ဆုံခဲ့ရလို့တွားရောက်ကူညီခဲ့တဲ့လူမှုကူညီရေးအသင်းဝင်တအူးကပြောပါတယ်ပောက်ကွဲမှုကြောင့်ဒေသခံတည်ဆုံမှု အပြင်ထိခိုက်ဒဏ်ရာရရှိသူလည်းရှိရလို့သူကဆက်ပြောပါတယ်မနေ့ကမှတလောင်းထပ်ပေါ်လို့ဒီအဲ ဇေယျမှာပဲဒီဟာဘိုင်းရှင်တော့မပေါ်ဘူး။ဒီကတည်းကလူများစုကတော့ဒီရှင်တော့တန်ဆူတာလို့ကောင်းတူချတာလို့ပဲရှိရဗျ။နောက်ကူပြီးခဲ့ရတာကနေရောက်ကူပြီးခဲ့ရတယ်ရှင်တော့တန်ဆူလာရေ။စီကံတယောက်ကူပြီးလဲကောင်းကွေးလူနာပေါ့နော်။ကောင်းပြောက်ကွေးဒီကတည်းကလည်းဟာကျော်လေဦးနည်းနည်းပပလို့ပရှိရနော်အများဆုံးတော့ပြဆုံးမှများမှတနေကချင်ပြည်နယ်ဖက်ကတ်မြို့နယ်လုံခင်ကျွရအုပ်စု မော်စီစာကျေးရွာအနီးမှာလဲ2025ခုနှစ်ဇွန်လ3ရက်နေ့ကတစ်သုံးလုံးကြောက်တူဖို့ရေလုတ်ကွက်ကိုစစ်တပ်ကဒရုန်းအသုံးပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကဆိုပါတယ်။လုပ်ငန်းသုံးရန်တူလောင်တဲ့နေရာထိခိုက်ပေါက်ကွဲတာကြောင့်အလုတ်သမား3ဦးတေဆုံးပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လူမှုကေဆေးရေးအဖွဲ့ဝင်ထံကသိရပါတယ်။